ဂါဇာအတွက်အပြစ်ရဲဆဲမှုနဲ့တစားကန်ပြန်လည်ရေးသဘောတူညီချက်တို့ ပြန်လည်အသက်ဝင်လာစေရေးအတွက်မတ်လ29ရက်နေ့မှာအီဂျစ်ကာတာတို့ကစစ်ဆက်ညှိနှိုင်းမှုတွေနဲ့ဟားမတ်စ်အဖွဲ့တို့ဆွေးနွေးမှုတွေလှုပ်ဆောင်နေကြောင်းဟားမတ်စ်နဲ့နီးစပ်တဲ့ပါလက်စတိုင်းသတင်းမြစ်တွေက AFP ကိုပြောပါတယ်။ အပြစ်ရစဲမှုကိုခိုင်မာစေဖို့ကြိုးပမ်းတဲ့အနေနဲ့ဒိုဟာမှာညှိနှိုင်းဆွေးနွေးမှုတွေအတွက်တာဝန်ရှိတဲ့အီဂျစ်ကိုယ်စားလှယ်အဖွဲ့နဲ့ဟာမတ်စ်ကိုယ်စားလှယ်အဖွဲ့အကြားဒီညနေပိုင်းမှာအစည်းအဝေးတစ်ခုစတင်ခဲ့တယ်လို့အမည်မဖော်လိုသူသတင်းမြစ်ကပြောပါရယ်ဆွေးနွေးမှုတွေမှာကာတာကစိတ်ဆက်ညှိနှိုင်းမှုတွေလည်းပါဝင်ကြောင်းအဲ့ဒီသတင်းမြစ်ကဆိုပါရယ် ဆွေးနွေးမှုတွေဟာအစ္စလမ်ဘာသာဝင်တို့ရဲ့ရမဒန်ဥပုပ်ရာသီကုန်ဆုံးတဲ့ကာလနဲ့ဂျိုးဘာသာရေးပွဲတော်အားလရက်တွေအတွင်းအပြစ်ရက်ဆဲမှုအကောင့်ထဲပေါ်ရေးဖြစ်နိုင်ကြီးအလားအလာနဲ့ဂါဇာကမ်းမြောင်တွေကိုလူသားချင်းစာနာမှုအကူအညီဝင်ရောက်မှုကိုတေချာစေရတဲ့အပေါ်အာယုံဆိုင်လှုပ်ဆောင်လျက်ရှိကြောင်းသတင်းမြစ်ကပြောပါရယ် အပြစ်ရစဲမှုခိုင်မာစေဖို့နဲ့သဘောတူညီချက်ရဲ့ဒုတိယအဆင့်စီဆက်သွားဖို့အတွက်စိတ်ဆက်ညီနိုင်မှုတွေဟာသက်ဆိုင်သူအားလုံးနဲ့ဆွေးနွေးမှုတွေလုပ်နေတယ်လို့သူကပြောပါတယ်တိုက်ခိုက်မှုတို့ရပ်တန့်စေမဲ့အစုပြုချက်တိုင်းပေါ်အပြုသဘောဆောင်တုံ့ပြန်လိုတဲ့ဆန္ဒကိုဟာမတ်စ်အဖွဲ့ကထုတ်ဖော်ထားတယ်လို့သူကဆိုပါတယ် ဆွေးနွေးမှုတွေလှုပ်ဆောင်နေလင်ကစားအခုအချိန်ထိတော့အခက်အခဲ ပြဿနာထိုးဖောက်ကျော်လွှားနိုင်မှုကိုအောင်မြင်ရရှိခြင်းမရှိသေးဘူးလို့ဟားမတ်စ်နဲ့နှီးဆက်တဲ့တခြားပါလက်စတိုင်းသတင်းမြစ်တူကပြောပါတယ်လောကမီဒီယာရဲ့ဆက်လက်ရည်တည်ခံမှုပြည်သက်တွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမြန်မာဝေဖန်ခြင်းကိုဦးနှိုက်ကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစေ။